โอเคကျွန်တော်ဒီနေ့ site site ကိုဟိုအားကြံ့ပေါ့เนาะကျွန်တော် travel shooting ရောက်ဖို့ရောက်လာတယ်ဘာလို့လဲဆိုတော့ဒီချီလာလေးကဟိုလဲတဲ့ချိန်မှာဘာနဲ့အာလဲလို့မရဘူးဗျเนาะ low different ရ wine pressure နဲ့ထွက်ဖြစ်နေတယ်เนาะ low different ရ wine pressure နဲ့ထွက်ဖြစ်နေတယ်ဆိုတော့ဖြစ်နိုင်ကြတဲ့ခုရှိတယ်အာ wine pad မလဲတာဒါမှမဟုတ်ရင်လည်း wine pad နဲ့မှာ C မရှိတာဒါမှမဟုတ်ရင်လည်းကျွန်တော်ပြောတာ wine pad ကိုပေါအောင်မရောက်တာတစ်ခုခုပေါ့ဗျာเนาะ ဲ့ဒါနဲ့ကျွန်တော်ဒီနေ့ရောက်လာတဲ့ခါကျတော့ကျွန်တော်စစ်တယ်ဗျာနော်စစ်တဲ့ခါကျတော့ဘာစစ်တော့ကျွန်တော်ဒီမှာ point down ကျွန်တော်အရင်ဆုံးစစ်တာပေါ့နော် point down ကျွန်တော်အရင်ဆုံး physical ပေါ့နော် band map တွေရှိလာဆိုတော့ဒီ wine band ရဲ့ကျွန်တော် timing နဲ့ဒီမှာကြီး t1 အာ1 2 3ဆိုတာရှိတယ်1 1ကတော့ common ပေါ့ဗျာဒါတော့ single phase single phase အာ motor လေးဖြစ်တယ် wine band motor လေးဖြစ်တယ်ပေါ့နော် wine band motor လေးဖြစ်မယ်ဆိုရင်တော့သူ့မှာကျတော့ single phase ဆိုရင်သူက c ပေါ့နော် common common ရှိမယ် common terminal ရှိမယ်နောက်တစ်ခုက s ဆိုတော့အာ starting container ရှိမယ် r ဆိုတော့ running running winding ရှိမယ် running terminal အာ starting s ဆိုတော့ starting ရယ် s ဆိုတော့ r ဆိုတော့ running ရယ်ဆိုတော့ဒီ terminal ၃ခုရှိတယ်ပြီးရင်ဒီကောင်ကအာ level အတွက်အာ capacitor လေးပေါ့နော် capacitor လေးလိုအပ်တယ်နော်ဒါဆိုရင် starting capacitor လေးလိုအပ်တယ်ပြီးရင် current relay လေးလိုအပ်တယ်နော်အဲ့ဒါကိုကျွန်တော်ဒီအာ wind pipe motor ရဲ့ terminal လေးကျွန်တော် winding နှစ်ခုပေါ့နော် starting running wine တွေနဲ့ starting wine တွေကိုကျွန်တော်စစ်တော့ကောင်းတယ်ဗျကောင်းတယ်တာမီနယ်လေးဘမ်းမတ်မဖြစ်ဘူးကပစီတာကိုလည်းစစ်တော့လည်းကောင်းတယ်เนาะသူ့ရဲ့ micro farad တွေကောင်းတယ်အဲအဲ့တော့ကျွန်တော်ဒီမှာကြည့်တော့ဘမ်းမတ်ကြည့်တော့လည်းမရှိဘူး C level ဒီမှာ C level ကျွန်တော်စစ်တော့လည်း C level အာ above cycle မှာမရှိဘူး lower cycle မှာအပြည့်ရှိတယ်ဒါဆိုလည်းကောင်းတယ်ဗျာเนาะကောင်းတယ်ဆိုတော့ကျွန်တော်အဲ့ဒါနဲ့ကျွန်တော်ဘာလို့လာကြည့်လဲဆိုတော့အဲ့နဲ့ကျွန်တော်ဘာလို့ကြည့်လဲဆိုရင်ဒီမှာရှိတယ်ကားတော့လေးဒါကားတော့လေးခေါ်တယ်ဗျာเนาะဒါကားတော့လေး ဒီကားရောက်တဲ့လေးလေးကိုကျွန်တော်စစ်တယ်ဗျကားရောက်လေးစစ်တော့လဲကောင်းတယ်ဗျ loose connection မဖြစ်ဘူးဘာတွေကောင်းတယ်အဲ့ဒါကျွန်တော်ဒီ module ဘုတ်ဒီ module ဘုတ်ကိုစစ်တယ်ဗောနော်ဒီ module ဘုတ်ကိုကျွန်တော်စစ်တယ် wine pan control module ဘုတ်ကိုစစ်တော့မင်းတို့ဒီကောင်လေးဗျနော်တို့ရဲ့မူရင်းကတော့ဒီကောင်လေးနော်မူရင်းကဒီကောင်လေးကျွန်တော်ဒါလေးစစ်တော့လဲကောင်းတယ်ဗျနော်ဘာမှတော့အပြင်ကနေကြည့်တော့မတွေ့ဘူးဗျဒီမှာဘာဘန်းမမှမရှိဘူးဗောနော်ဒီမှာဘာဘန်းမမှမရှိဘူးဆိုကောင်းတယ်ဗောပြောရမှာဗောနော်အဲ့ဒါနဲ့ကျွန်တော်ဒီကနေခြီလာကနေကျွန်တော် manual လဲဖို့ဗျာဒီမှာဒီကနေကျွန်တော် manual လို့ပြော setting ကိုသွားလိုက်တယ် manual လဲခြင်း setting ကိုသွားပါပြီးဒီမှာ manual control ကိုနှိပ်လိုက်ပါနှိပ်ပြီးတော့ဒီမှာ wipe back ရှိတယ် wipe back ကိုကျွန်တော် auto ကနေဒီမှာ on လုပ်လိုက်တဲ့ခါကျမှသူက relay လေးရကတ်တယ်ဗျာနော်အဲ့ဒီအချိန်မှာဒီ relay လေးပေါ့နော်အမှန်တော့ဒီ relay လေးဒီ relay လေးရကတ်တယ်အတန်ကျွန်တော်ကြားလိုက်တယ် click ဆိုတဲ့အတန်လေးကြားတယ်ဒါပေမဲ့ဒါပေမဲ့ဘာဖြစ်လဲဆိုရင်အလုံးမလုံးဘူးပြန်နော်ဟို differential pressure တက်မလာဘူးတက်မလာဘူးဆိုတော့သဘောသဘာဝကကျွန်တော်ကဒါဆိုရင်တော့ အာပါဝါမရှိတာလားဆိုတော့ကျွန်တော်ပါဝါစစ်တယ်ပေါ့နော်ပါဝါစစ်တယ်ဆိုတာဒီကောင်လေးနဲ့စစ်တာနော်ဒီဒီကောင်တက်စပန်လေးဒီကောင်လေးอ่ะနော်ပါဝါအဲ့ဒါလေးကျွန်တော်အွန်လိုက်တယ်ဗျာနော်အွန်လိုက်တယ်ဒီကောင်လေးရဲ့အသုံးပြပုံလေးကိုကျွန်တော်ကြုံလုံးလေးပြပြမယ်နော်ဒီကောင်လေးကကောင်းနေဗျာနော်ဒါလေးကဟိုပါဝါမရှိဘူးဆိုရင်ဒီကောင်ကအဲ့လိုပေါ့နော်ဒီအမီနီလေးက blinking ပြနေပေါ့နော်ဒီကောင်မိတ်တော့မိတ်တော့ပေါ့ဒါဆိုပါဝါမရှိဘူးပေါ့နော်အဲ့ဒါကျွန်တော် income မျိုးဆက်တယ်ဒီမှာကြီးကျွန်တော် income မျိုးဆက်လိုက်တာမှန်ကြီး ။အော်ငြိမ်ဝတွေ့လား။ဒါဆိုရင်ဒီကောင်ပါဝါရောက်နေရတာ။နော် income နဲ့နှစ်ခုရှိတယ်နော်ရောက်နေတယ်။အဲ့ဒါကျွန်တော်အောက်ပိုးရုံဆက်လိုက်တဲ့ခါကျတော့ဒီမှာသူကကျွန်တော် on ရသားနဲ့ဒီဘက်ကိုပါဝါလုံးဝမရဘူး။အော်ဒါဆိုရင်ဒီဘက်ကိုပါဝါလုံးဝမရဘူး။ကျွန်တော်ဒီ relay လေးကိုဒီ monitor ကနေ on ရသားနဲ့ဒီ income ကအောက်ကိုင်းကိုမရဘူးဆိုတဲ့သဘောကအတန်ကြိုက်ရောတော့အထက်မှာပြက်နေလို့ပေါ့နော်အဲ့ဒါနဲ့ကျွန်တော်ဒီကောင်လေးကိုကျွန်တော်ဖြုတ်လိုက်ပြီးတော့ကျွန်တော်စစ်တဲ့ခါမှာဒီမှာတွားတွေ့တယ်ကြာနော်ဗာတွားတယ်လေဒီမှာ မလောင်သွားပြီနော်ဒီမှာတော့လောင်သွားပြီတာနော်တွေ့လားနော်လောင်သွားပြီတွေ့လား relay ပြတ်သွားပြီနော်ဒါဆိုရင်ဒီကောင်လေးကမတော့ back emf ပေါ့နော် electromagnetic force return ကြောင့်ပြတ်သွားတာဒီကောင်လေးကနော်ဒီကောင်လေးဒီ relay လေးကျသွားတယ်ဒီ module ပေါ်လေးဒါနဲ့ကျွန်တော် module ပေါ်လေးအစ်စ်လဲလိုက်တယ်နော်အစ်စ်လဲလိုက်ပြီနော်ဒါအစ်စ်လဲလိုက်ပြီဆိုအစ်စ်လဲလိုက်ပြီရင်ကျွန်တော်က manual လဲမယ်ဗျနော် manual လဲမယ်လဲမယ်ဆိုရင်ဒီကောင်ကကျွန်တော် ampere ကိုပေါ့ဗျာဒီမှာပေါ့ကျွန်တော်ဒီလိုတိုင်းတယ်နော်ကျွန်တော်ဒီဟာလေးကိုလဲတဲ့ဟာက လဲတာလေးလည်းကျွန်တော်ပြောပြမယ်ဗျာဒါလေးကကြတော့ဟို software လေးနဲ့ဒီမှာเนาะကျွန်တော် laptop နဲ့ပြုပြီးတော့ software နဲ့ကျွန်တော် binding လုပ်ပြီးတော့ဒီကောက်ကိုဟို binding ပေါ် computer နဲ့ software နဲ့ကြောက်နာမည်ပြန်ပေးရတာပေါ့เนาะဒါလေးလုပ်ပြီးသွားပြီအဲ့တော့ကျွန်တော်ကဒီကောက်ကိုကျွန်တော်ဒီမှာတိုင်းမယ်ဗျာเนาะတိုင်းမယ်ဆိုရင်ကျွန်တော်ကဒီမှာ ampere တိုင်းမယ်ဆိုတော့ကျွန်တော်ကမ clamp meter လေးကျွန်တော်ဒီမှာချိန်တယ်ပေါ့ဗျာနော်အော်ဟုတ်ပြီဒါလေးကိုလည်းကျွန်တော်ဂျုံတုံးလေးပြောပြမယ်ဗျာနော် ဒါလေးကဒီຢာလေးကိုကျွန်တော်တိုင်းလေးလေးကျွန်တော်ထုတ်ပြောပြမှာဒီကောင်လေးဒီကောင်လေးဖြစ်နိုင်တော့ဝယ်ထားဗျဒါလေးကောင်းတယ်နော်ဒါလေးကသူ့ရဲ့ inres garden ကိုဆစ်လို့ရတယ်ဗျ inres garden ဆိုတာ maximum garden ပေါ့ဗျာနော် maximum garden ကိုလည်းဆစ်လို့ရတယ်ဒီကောင်က running garden ကိုလည်းဆစ်လို့ရတယ်ဒီကောင်ကဒီကောင် install လုပ်တဲ့အပေါ်မှာဒီမှာ aero direction လေးရှိတယ်နော်ဒီမှာ aero direction လေးနော်ဒီမှာဒါ ဒီ error direction လေးเนาะဒီ direction လေးက car rank ကအောက်ကဝင်ပြီးအပေါ်ထွက်ရမယ်เนาะအဲ့ဒါမျိုး install လုပ်မယ်ပြောင်းပြန် install လုပ်လို့မရအောင်เนาะနောက်တော့ဒါလေးเนาะ car rank အဲ့ဒါလေးကိုကျွန်တော်ဒီမှာ install လုပ်မှာဗျာเนาะအာနောက် ုတ်ပြီကျွန်တော်တို့က install လုပ်လိုက်ပြီเนาะဒါလေးကိုသူရဲ့ direction နဲ့ install လုပ်လိုက်ပြီဒီကောင်ကိုကျွန်တော် grammar တော့ကျွန်တော်တိုင်းပြမယ်ပဲเนาะတိုင်းတဲ့အခါမှာဒီကောင်လေးကိုတိုင်းရင်ဒီကောင်ကိုအလုပ်လုပ်တာက function နှစ်ခုရှိတယ်ဗျာเนาะ function နှစ်ခုရှိတယ်ဆိုတော့ကဒီလိုเนาะဒီမှာ clock meter မှာဒီမှာ ampere တိုင်းတဲ့ကောင်ကြည့်ရအောင်เนาะဒီကောင် ampere ကိုတိုင်းတဲ့ကောင် okay ဒီ ampere ကိုဒီ ampere လေးကိုဒီ direction ကရွေးမယ်ဆိုရင်ဒီကောင်ရင်မယ်ဒီကောင်ကိုချိန်မှရမယ်ဒီကောင်ပေါ့เนาะဒီကောင်ကို measure မယ်ဒီကောင်ကိုဒီလို la join မှာเนาะဒါ တော့လာ join မှာဒီကောင်လေးကလွတ်လုံးမယ်အဲ့တော့ဒီကောင်လေးကဒီ ampere လေးကဒီဒီဘောဒီ twin လေးအတွက်လောက်တာဒါပေမဲ့ဒီကောင်အတွက်ဆိုရင်တော့ဒီကိုတရားတော့အောင်ပြပါဒါမှကျွန်တော်ပြမယ်ဒါမှကြည့်ညာမှာသူ့ရဲ့ဒါ DC ampere နော်ဒါ AC ampere ပြီးတော့မှဒါမှကြည့်ဒီအဝိုင်းလို့ယူရမယ်ယူရလိုက်ပြီးဆိုမှဒါမှကြည့်တွေ့လားဒီကောင်ကတက်လားအဝိုင်းလေးနဲ့ဆက်လာကြနော်ဒါမှတက်လားအဝိုင်းလေးနော်ဒီကောင်ကဒါမှဒါဆိုရင်တော့ဒါမှကြည့် clamp meter ရဲ့ ampere ပဲတိုင်းပြရမယ်နော်အဲ့ဒါလေးကိုကျွန်တော်တိုင်းပြမယ်နော်ဟုတ်ပြီ အဲ့ဒါလေးကိုကျွန်တော်တိုင်းပြမယ်အဲ့တော့ကျွန်တော်ဟုတ်ပြီဟုတ်ပြီကျွန်တော်ဒီမှာလဲပြမယ်နော်ဒီမှာဒီကောက်ကိုကျွန်တော်ဘာကဘာလောက်ထားလဲဆိုတော့ MPR ပဲတိုင်းထားရယ်နော် MPR ပဲဒီမှာကြီးတိုင်းထားတဲ့အတွက်ကြောင့်ကျွန်တော်ဒီမှာ apply လုပ်ပြမယ် apply ဟောကတ်သွားပြီနော်ဒီမှာကြီးဒီမှာကတ်သွားပြီ differential ပဲကြာ မတော် running ampere လေးရပါပြီနော်တွေ့လားဒါ running ampere လေး11.1နဲ့နော်ဒါ11.1ဒါဆိုရင်ဒီ clamp ဒီဟာလေးကနေဘာကိုတိုင်းလို့ရလဲဆိုရင်ဒီမှာကြည့်ဒီမှာ running ampere ကိုတိုင်းလို့ရ11.1နောက်တစ်ခုက maximum fan လို့ရပါနော်ဒီမှာကြည့်အဲ့ဒီမှာမလဲသွားပြီဗျာနော် differential wind pressure ကဒီမှာကြည့်ဘယ်လောက်ပြသွားလဲတော့20 220ပြသွားပြီတော့ဒါလဲသွားပြီနော် differential pressure ဒီမှာကြည့်အောက်ကိုကျွန်တော်တိုင်းပြအောင်အောက်ကိုမှာဒီမှာ in cabin မှာ ပါပါရှိတယ်နော်အောက်ကိုကြည့်အောက်ကိုလည်းပါပါရောက်တော့ဒါဆိုတော့ wine ban ကဒီ wine ban လေးဒီ URL လေးလေးအနာကြိုက်ဖြစ်ဒီအောက်ကိုထွက်ကိုထွက်ရမယ်နော်ဒါကြောင့်ဒီကောင်ပြက်လို့ဖြစ်သွားတာဟုတ်ပြီနော်ဒါက running mbr လေးပေါ့နော်ဒါလေးက running mbr လေးရပြီနောက်တစ်ခုကျွန်တော်ပြမယ်ပဲနော်ဘာလဲဆိုရင် maximum ပေါ့နော် maximum ကိုဖမ်းတာကျွန်တော်ပြမယ်မာကြီးအကောင့်တွေမာချင်းလိုက်ဒီမာကြီးဒါ maximum နော်ဒီမှာ maximum ဖြစ်သွားရင်နော်သူ့ရဲ့ maximum ဆိုရင်ဒါဆိုရင် starting mbr ဘယ်လောက်ရှိတော့တိုင်းလို့ရအောင်ကျွန်တော်ရှင်းပြမယ် ဒါကိုကျွန်တော်ပြန်ရက်လိုက်မယ်ဒီကောင်နော်ဒီမှာကြီးကျွန်တော်ပြန်ပြော auto တင်ထားမယ်ပြီး apply လုပ်လိုက်မယ်ရက်သွားရင်နော်ပိုင်းပန်လေးရက်သွားရင်ဒီမှာကြီး differential pressure မရှိတော့ညီသွားလိမ့်မယ်ငါ wind တဲ့အဝင်နဲ့အထွက်တံတားညီသွားပြီး differential pressure မရှိတော့ဘူးဒီမှာလဲ ampere လဲဒီမှာကြီးနော်နော်ဒီကောင်ကျွန်တော်ဒီမှာကြီးဒီကောင်နေဒီကောင်တောင်းတယ် MB ကတိုင်းပဲပေါ့ဗျာနော်ဒီမှာမရှိတော့နော်အဲ့ဒီအချိန်မှာကျွန်တော် maximum ကားတဲ့ကိုကျွန်တော်ဖမ်းပြမယ်နော်ဒီကောင်ဒီ wide band လေးကလဲတဲ့အချိန်မှာဒီ wide band လေးပေါ့နော်ဒီဥမာဒီ wide band လေးပေါ့နော်ဒီဘက်ရှိတဲ့ wide band motor လေးကလဲတဲ့အချိန်မှာစောင့်တက်သွားတဲ့အမြင့် inverse garden ဘယ်လောက်ရှိရတော့ကျွန်တော်ဖမ်းပြမယ်နော်ဒီကောင်က full load ampere က7.3 ampere ပဲရှိရနော်ဒါ full load ampere ဒါကခုန71ဆိုတော့သူ့ရဲ့ full load ampere နဲ့မှရှိတဲ့ကြောင့်ဒီဒီ wind pan ကောင်းတယ်လို့ကျွန်တော်သတ်မှတ်တယ်ပေါ့နော်ဒါဟိုခြေလာနဲ့ဒီခြေလာအတူတူပဲမို့တော့နမူနာပြရတာနော်ဒါဆိုရင်ကောင်းတယ်ပြောရမယ်အဲ့တော့ကျွန်တော်ဖမ်းပြမယ်နော်ခုန maximum ဒီကောင်လေးကိုကျွန်တော် maximum ဖမ်းပြမယ်နော်အဲ့တော့ကျွန်တော်ဒီကောင်လေးကို maximum ဖမ်းမယ်ဆိုရင်သူ့ရဲ့ supply ကိုဒီမှာကြီးအာ ampere ကိုကျွန်တော်ဒီမှာရွေးပြီးတော့ maximum ကိုရွေးလိုက်မယ်နော်ဒီမှာနော်ဒီမှာဟုတ်ပြီနော်နော်ဒါလေးကိုနော် maximum ပထမ မီနီမမ်တက်လာဒီမှာမီနီမမ်တက်ဒီကောမီနီမမ်ဖမ်းလို့ရတယ်ဒီမှာ average ဖမ်းလို့ရတယ်เนาะ average ရမယ်ဒီမှာရိုးရိုးရမယ်ဒီမှာကြီး maximum ရမယ်မီနီမမ် ampere ရမယ်ပြီးရင် average ရမယ်เนาะအဲ့လိုမျိုးတော့၃ခုပေါ့ရိုးရိုးဒါကမီနီမမ်ဒါက average ဒါကရိုးရိုးပေါ့เนาะဒါ running ampere ဒါကကျွန်တော်ဖမ်းတာက maximum ပေါ့ maximum ကျွန်တော်ယူလိုက်တယ်ဒီ range လေးကိုလည်းเนาะဟုတ်ပြီကျွန်တော်ဖမ်းပြမယ်เนาะကဲကျွန်တော်ပြန်လဲမယ်မလဲခင်မှာကြီး point temperature က43 43 ဒီ chapter လဲ43တော့နှစ်ခုကညီတယ်ဆိုရင်ဒါ transducer ကောင်းတယ်လို့သတ်မှတ်တယ်နော်အဲ့တော့ကျွန်တော် transducer နှစ်ခုပေါ့နော်ဒီ transducer နှစ်ခုကျွန်တော်ပြမယ်တုံးတုံးလေးဒီပုံမှာတစ်ခုဒီမှာ five band transducer ကျွန်တော်ပြမယ်အာဒီမှာဒီ transducer နော်ဒါ digital pressure transducer နော်ဒါ wind down ရဲ့တစ်ခုနောက်တစ်ခုကဒီကဒီကနော် wind down pressure transducer ဲ့နှစ်ခုရဲ့ reading အညီနဲ့ဆိုရင်အဲ့ transition နှစ်ခုကကောင်းတယ်လို့ကျွန်တော်တို့ကယူဆရမှာပေါ့နော်ယူဆရမှာပေါ့နော်ကောင်းတာ different ချင်ဟုတ်ပြီအဲ့ဒါကိုကျွန်တော်စပြီးတော့ကျွန်တော်မောင်းမယ်ဟုတ်ပြီအာကျွန်တော်စပြီးတော့ကျွန်တော်မောင်းမယ်အခုကျွန်တော် maximum ဖမ်းတာရယ်နော်ဒီမှာကြီးကျွန်တော် maximum ဖမ်းတာရယ်သူလဲတဲ့ချိန်ကျရင်သူ maximum ပဲဖမ်းမယ်ဗျာနော်အာဒီကောင်ဟုတ်ပြီ ဟုတ်ပြီဒီကောင်ဟုတ်ပြီကောင်နည်းနည်းမငြိမ်းလာလားမသိဟုတ်ပြီအဲ့ဒီမှာကျွန်တော်မက်ဆီမမ်ဖမ်းပြမယ်နော်ဒီမက်မက်ဆီမမ်ကျွန်တော် selection ရေးလိုက်မယ်မြင်လာလားမသိအာဒီမှာအလင်းအလင်းပြန်နေပြဗျာနော်မကျွန်တော်မက်ဆီမမ်ကိုနော်ဒီမှာ နော်နောက်ကိုစားပြီးလဲမယ်နော်စားပြီးဝိုင်းပန်းကိုလဲမယ်မာကြီးအွန်ရွေးမယ်ပြီးရင်အွန်ချိန်မယ်ပြီးကျွန်တော် save လုပ်လိုက်မယ်နော်ဒီမှာမူရင်းမှာ different ရပ်ကြမျိုးတတ်သွားပြီတွေ့လားနော် different ရပ်ကြတတ်သွားပြီတွေ့နော်ဒီမှာ point တဲ့ session က minus 43ပဲဒီ check က180ဖြစ်သွားပြီးတော့ differential က220ဖြစ်သွားတယ်နော်ဒါဆိုကြည့်လိုက်ဒီ count block ဒီတက်သွားကြည့်ကျွန်တော် inverse garden တွေ့လား 34.34 ampere ဒီတက်သွားတယ်လားနော်34.2 ampere ဒီတက်သွားတယ်နော်ဒါဆိုရင်ဒီကောင်ကဒီ wipe ပန်လေးကဆဆလဲတဲ့အချိန်မှာနော်ဒီ wipe ပန်လေးဒီမှာကျွန်တော်အခုလဲသွားပြီဒီကောင်လေးအတန်လေးကြားနေရမယ်နော်ဒါအတန်လေးကြားနေနော်မနော်အတန်လေးကြားနေဒီ wipe ပန်လေးလဲသွားပြီဒီမှာ C level လဲကောင်းတယ်ဗျာဒီမှာပို့သွားပြီနော်ဟုတ်ပြီနော်ဒီ wipe ပန်လေးကဆလဲတဲ့အချိန်မှာ sound တဲ့ inverse garden က34 35အဲ့ကြော်ကြော်ကိုတက်တယ်နော် 55ဂါတိတက်တယ်ဆိုရင်တော့ဘရေကာပြုတ်ကျသွားပြီနော်ဒါဆိုရင်ဒီကောင် inverse garden ကစောင့်တက်သွားပြီးတော့သူကဒါလို့တော့ starting ချိန်မှာဖြစ်ပေါ်လာတဲ့ဟိုအကြောင်းနော်အဲအဲ့ဒါကြောင့် starting ကဖြစ်တော့ဒီကောင်ကျွန်တော်ဖမ်းလိုက်တော့34.2 ampere တက်တယ်တိလားနော်34.2 ampere တက်တယ်ဘာကြောင့်လဲဆိုဒီ34.2 ampere ကိုတက်တဲ့ခါကျဒီ garden rail လေးရဘယ်ချိန်မှာလောက်လောက်လဲဆိုရင်26 ampere အထက်ဆိုရင်အလောက်လောက်တယ်တက်ပြီးပြန်ပြုတ်ကျသွားပြီနော်ဒါကကျွန်တော် maximum ကိုဖမ်းလိုက်လို့နော် အဲ့ဒီမှာတကယ်တကယ် running ambient ကိုကျွန်တော်ကြည့်မယ်ဗျာဒီမှာပြန်ပြောင်းမယ်နော် minimum နော်ဒီမှာ average ဒီမှာကြည့်ဒီမှာကြည့်တွေ့လား running ambient 11 point ရောနော်ဒီမှာကြည့်နော်11 point 1တွေ့လားနော်11 point 2ခုနကနေတူတယ်တွေ့လားဒါဆိုရင်11 ambient ဒါ running ambient 11 point 2သူ့ရဲ့အာ full load ambient ကဘယ်လောက်ရှိလဲဆိုရင်ဒီကောင်လေးကဒီမှာဒီကောင်နဲ့အတူတူပဲဆိုတော့ဒါကိုပဲကြည့်မယ်ဗျာနော်စနစ်တက်သမ3ဆိုရင်ခုနဒီ wide band လေးကကောင်းတယ်ခေါ်တယ်နော် wide band လေးကကောင်းတယ်အဲ့တော့ ဒါလေးကိုကျွန်တော်တုံးပြတာဒါလေးကောင်းနေပြန်နော်ဒီကောင်လေးဒီကောင်လေးတော်တော်တုံးတဲ့တယ်နော်ဒီဟိုကျွန်တော် maximum ဖမ်းလို့ရတယ် minimum ဖမ်းလို့ရတယ်အာ maximum ဖမ်းလို့ရတယ် minimum ဖမ်းလို့ရတယ်သူ့ရဲ့ epic ကိုဖမ်းလို့ရဒီပတ်လို့ရတယ်ပြီးရင်ဒီကောင် running amp ကိုဖမ်းလို့ရတယ်ဒီကောင်လေးကတော်တော်လေးကိုအသုံးတဲ့နော်ဒီဟာလေးကနော်ဒါလေးကျွန်တော်လုံးရှင်းပြတာဒါဆိုရင် wine band ကောင်းတယ်ဗျာနော်ကျွန်တော်လဲပြီးသွားပြီကောင်းပါပြီဒီကောင်လေးပြက်တာပေါ့နော်အဲ့တော့ travel shooting ကြောင့်ကျွန်တော်ကျုံလုံးလေးရှင်းပြရနော်ဒါလေးအဲ့တော့ပြီးရင်ဒီ ဒီဒီကလပ်မီတာလေးဒီကောင်လေးကိုသုံးတာအရန်ကောင်းတယ်ဆိုတဲ့အကြောင်းကျွန်တော်ဒါလေးကိုရှင်းပြတယ်နော်ဒီကောင်လေးဟုတ်ပြီဒီမှာ differential pressure ကောင်းတယ်ဒါဆိုရင် wipe band ကကောင်းပါရဲ့နော်ဒါဆိုကျွန်တော် customer ကိုပြန်ပြီးတော့အာကျွန်တော် handover လုပ်တော့မယ်ကျွန်တော် auto လေးကျွန်တော်ပြန်ထားလိုက်မယ်ကွာနော် auto လေးပြန်ထားလိုက်မယ်မိုင်း save လုပ်လိုက်မယ်ရပြီဟုတ်ပြီနော်ဒါဆိုရင်ဒီမှာ differential pressure ပြန်ကြတော့မယ်နော်ဒီမှာ running amp ရမရှိတော့ဘူး เนาะဒီမှာလည်းအတရားရှိတော့เนาะဟုတ်ပြီဟုတ်ပြီเนาะဟုတ်ပြီအဲဒါကတော့ point travel shooting တစ်ခုလောက်တာဗောနော်သူကစစ်စစ်စစ်တာပထမဆုံးကျွန်တော်စစ်တာကဘာကိုစစ်လဲဆိုရင် point pen physical အကြည့်တယ်ဗောနော်လောင်ကျွမ်းမှုချိလာပြက်လာပြီးလေးတွေကောင်းလား capacitor တွေကောင်းလား point တန်းကောင်းလားစစ်တယ်ပြီးရင် power အဝင်လို့ကြည့်တယ်အဝင်မှာရှိတယ်ဒီပြီးတော့ဒါဆိုရင် power အဝင်ဗောနော်ဒီ rail ရဲ့ power အဝင်မှာ power ရှိလားရှိတာကိုတွေ့တယ်တွေ့တဲ့အခါကျွန်တော်ဒီ point pen ကိုလဲလိုက်တယ်လဲလိုက်တဲ့အခါမှာ အဝင်ဒီလေးလေးအနာကြိုက်ဖြစ်တော့အတန်ကြားတယ် class ဆိုတဲ့အတန်လေးကြားတယ်ဒါပေမဲ့အောက်ကိုရင်မလာတော့ဒီကောင်ကြာသွားပြီထင်တယ်လို့ပြောကျွန်တော်တော့ဖြုတ်လိုက်တယ်ပြောဒါလေးတွေ့တယ်ပေါ့နော်ဒါအဲ့တော့ကျွန်တော်ဒါလေးကိုလဲတယ်ဒီဟာလေးကိုအစ်စ်လဲတယ် software လေးသုံးပြီး binding လုပ်တယ်ပြီးတာနဲ့တပြိုင်တည်းကျွန်တော် test run ပြန်လုပ်တယ် wine pan လေးကိုမန်နေတယ်ဆိုကြမှာ differential pressure က220ဖြစ်တယ်ဆိုတော့ကောင်းတယ်ဒါဆိုရောက်ပြီနော်ပြီးရင်ဒါလေးကိုကျွန်တော်သုံးပုံလေးပြောပြတယ်ဒါဆိုရင်ကျွန်တော် customer ကိုခြေလာလေးကိုကျွန်တော်ပြန်ပြီးတော့အပ်လိုက်တော့မှာပေါ့နော် ဟုတ်ပြီဒါကောင်လေးက stop ဖြစ်နေတယ်နော်အဲဒါလေး auto လေးလောက်လိုက်ပါဗျာဒီလေလေးပါပဲနော်ဒါဆို auto ဖြစ်သွားပြီဒါဆိုရင်လေလို့ရပြီနော်ဒီချင်လာလေးဂျုံတုံးလေးနော်ညီကိုတွေကိုဘယ်လို travel shooting အကြမ်းမြင့်လောက်တယ်ဆိုကြအောင်ရှင်းပြနော်